တဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါပညာနဲ့ဘဝတုဒ္ဒပေါင်းဆက်မှာဘဝမှာအောင်မြင်မှုရမှာမို့ ညမတက်တဲ့မိန်ကလေးငယ်ရီပပျော်ရီကိုဦးစားပေးနေတဲ့မြမာမျိုးသမီးစီးပွားရေးဆွမ်းဆောင်ရှင်တင်ဟာ22နှစ်တင်းတင်းပြေခဲ့ပါပြီ။ဒီတင်ဟာမြမာပြည်မှာနှစ်20ကျော် NGO အနေနဲ့ရပ်တည်ခဲ့ရကနေ ASEAN Outstanding ကနေချီးမြှင့်တဲ့ ASEAN Outstanding Woman Entrepreneur Award ကိုလည်းရရှိခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်အတင်လည်းဖြစ်ပါတယ်။ မျိုးသမီးတွေစီးပွားရေးကဏ္ဍမှာထိတဲ့ဝင်ပါလာတဲ့အတွက်အရင်ကောင်းပါတယ်မျိုးသမီးတွေကိုမြင့်တင်ခြင်းဟာနိုင်ငံကိုမြင့်တင်ခြင်းနဲ့အတူတူပါပဲ။နောက်ဘာလို့လဲဆိုတော့မျိုးသမီးတစ်ယောက်တကယ်လွင်လွင်ကောင်းပါတယ်လူမဲကောင်းပါဆိုသူ့မိသားစုကိုပြီးတိုးတက်လာတယ်။သူ့မိသားစုတိုးတက်လာရင်သူ့ရဲ့ရွာလည်းတိုးတက်လာတယ်။ရွာရွာတိုးတက်လာရင်နိုင်ငံကြီးလည်းတိုးတက်လာတယ်ပေါ့နော်။အဲဒါကြောင့်မလို့မျိုးသမီးတွေစီးပွားရေးလုပ်ငန်းကိုထိတဲ့ဝင်ဝင်လှုပ်လာတယ်ဆိုတဲ့ဟာအင်တန်ကောင်းတဲ့အချက်ဖြစ်ပါတယ်။ဒါမှမဟုတ်အသိရဲ့အဓိကဖြစ်စေခြင်းနဲ့ရွေးချက်တစ်ခုလည်းပါပါတယ်။မြမာရီရဲ့ထုံနှဲစင်လာရ အမျိုးသမီးတွေပညာဘလောက်ပဲတက်တက်အများစုဟာအင်အောင်ပြုတ်ပြီးတာနဲ့တားရဲသမီးရဲ့အိမ်မှုကိစ္စတွေမှာပဲနင်းမျောသွားကြတာပါအမျိုးသမီးတွေစီးပွားရေးလောကမှာအောင်မြင်ပြီးတော့ဂုံတိတ်ခါရှိရှိရက်တည်နိုင်တာကိုမျှော်လင့်နေတဲ့ဒေါက်တာဒေါ်ယီမြင့်ကတော့အတင်းကိုပို့ပြီးတိုးတက်အောင်လုပ်မယ်လို့ပြောပါတယ်အမျိုးသမီးတွေလေဆိုတော့ကျမအကျိုးကြည့်ပြီးတော့ ကိုမရှိတဲ့အနာနဲ့ဖြစ်ဖြစ်ဖြစ်နောက်သုံးရရှိရင်ဖြစ်ဖြစ်ဖြစ်ဒီအသိဉာဏ်ဟာဖြစ်ရင်ဒီလိုပဲအမျိုးသမီးလေးကိုပြောချောင်ချင်းချောင်နိုင်အောင်လုပ်သွားလိမ့်မယ်လို့ယုံကြည်ပြီးတော့အများကြီးကျေနပ်အားချရာပါတယ်လို့ပြောရင်းနဲ့ဒီကုန်ထွက်ပါတယ်ကျေးဇူးများကြီးပဲ1995ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ မြန်မာမျိုးသမီးစီဝိုင်းစွမ်းဆောင်ရှင်အတင်းရဲ့22ကြိမ်မြောက်နှစ်ပတ်လည်စီဝေကိုတော့အမျိုးသမီးစီဝိုင်းလုပ်ငန်းရှင်တထောင်ကျော်တက်ရောက်ခဲ့ကြတာပါဟိုလောက်ကင်စားရမယ့်အတူတူကိုလည်းကိုချီတော့ပေါ့ကိုရက်တည်ထိုင်အောင်မြန်မာမျိုးသမီးတွေပေါ့နော်စူးစမ်းစီခြင်းနဲ့အဲ့တော့အန်တီလည်းလက်တွဲခေါ်ဟာဖို့အစီအစဉ်ရှိပါရဲ့တို့ဟိုလုတ်တယ်ဆိုတော့လုပ်ငန်းကတော့အခက်အခဲတော့ရှိတာပေါ့မိန်းကလေးရဲ့ယောက်ျားကြီးရဲ့မဟုတ်ဘူးပေါ့နော်ကိုရဲ့ဟိုဘယ်လိုပြောမလဲဟိုလုံနိုင်မှုဝိရိယစွဲလုံလာဝိရိယနဲ့ပဲဆိုင်နေတော့အန်တီတို့အလိုမမြင်နဲ့ယောက်ျားလေးရဲ့မိန်းကလေးရဲ့လို့တော့မဟုတ်ဘူးပေါ့နော်